ကျွန်တော်တို့ယောသားဒီမိုကရေစီဘက်ချုပ်ကိုယ်စားလှယ်များသည့်အဖရိကကဲမှာယောသားဒီမိုကရေစီဘက်ချုပ်ကိုယ်စားလှယ်နေမှာအခိုးတယောက်မှမပါပါယောသားဒီမိုကရေစီဘက်ချုပ်တော်ကိုယ်စားလှယ်များသည့်ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုကိုတရားဝင်ပြပြပြီးတော့မှဝင်ရောက်ရှင်းပြရွေးချယ်ခံခြင်းဖြစ်ပါတယ်ထရိုက်တာကြည့်ဖြူရှင်ရဲ့ဥဆောင်မှုနဲ့ ။လူပညာရှင်တွေက2016ရွေးကောက်ပွဲကစတင်ပြီးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မဲဆွယ်စည်းရုံးရေးဆင်းတဲ့နေရာဒေသတွေမှာလိုက်လံကူညီခဲ့ကြတာပါ။အခုလဲမကြာခင်မှာကျင်းပမဲ့2019ကြားပြည့်ရွေးကောက်ပွဲကလစ်လက်နေတဲ့နေရာတွေမှာဝင်ပြိုင်ရမယ့်အမလောင်းတွေအတွက်မဲဆွယ်စည်းရုံးရေးတွေမှာကူညီခဲ့ကြပြန်ပါတယ်။ ုင်တာယာမျိုးနယ်မှာပြုတ်လုတဲ့မဲဆွယ်စီယုံရေးဖြောပြေပွဲမှာတော့ရှီကော်နီမီမီဝင်းဖေစတဲ့နာမည်ကျော်ဆိုရော်ရီနဲ့အတူ အခြားနုပညာရှင်တွေကပါဝင်ဖြောပြေခဲ့ကြတာလည်းဖြစ်ပါတယ်ဆိုရရှိကတော့2019ကြားပြတ်ရွေးကောက်ပွဲမှာလဲပော့ဆာမနေပဲ မဲပေးပြအောင်ပေးကြပါလို့တိုက်တွန်းခဲ့ပါတယ်လွတ်တော်ထဲမှာက100%မရှိသေးဘူး75%နဲ့လှုပ်ရှားနေရတာဖြစ်တယ်85%ရောင်နဲ့လှုပ်ရှားရတာဖြစ်တဲ့အတွက်လိုအပ်သလိုလှုပ်ရှားဖို့ကနော်အခွင့်အရေးတွေအခွင့်အလမ်းတွေကနည်းနေသေးတယ်အဲ့ဒီအတွက်ရှိရ85%ရောင်နဲ့ဒင်းတဲ့ကြပြစ်ဖြစ်ဖို့အရန်အရေးကြီးပါတယ်အဲ့တော့အခုလိုရဲ့10ခန်းသော နေရာတွေဟာတရတနေရာမကြံ့ရဖို့လိုတယ် energy ပဲရဖို့လိုတယ်အဲ့တော့အင်အားပုံများလေလေပို့ပြီးတော့အလုံးလုံးနိုင်လေလေဖြစ်ပါလိမ့်မယ်အဲ့ဒီတွေဒါကိုဒီတစ်ခေါက်2019မှာကြားပြရုပ်ောက်ပဲကိုလည်းဟိုမပေါ့ကြပါနဲ့မဲပေးပြအောင်ပေးပါ April 1ရက်နေ့မှာတရက်သေးပဲတရက်မှာမှတရက်လုံးအချိန်ကုန်မှလည်းမဟုတ်ဘူးနိုင်ပိုင်းမဲ့အချိန်ကုန်မှကိုမဲပေးပြအောင်ပေးပါမဲစင်းထဲမှာပါပါပါစစ်ဆေးပါဒါကိုမလွတ်လက်မလွတ်ပါနဲ့လို့သတိပေးချင်ပါတယ် ဒီမဲဆွယ်စီယုံရေးမှာတော့စပူတီရီအမတ်ဥဖြိုးစရာတော်ကလည်းလာရောက်အဖြစ်ပြီးခဲ့ပါသေးတယ်။သူအပြည်သူတွေကိုလွတ်တော်နဲ့ပတ်သက်တာတွေမဲပေးပုံနီးစနစ်တွေအကြောင်းကိုလည်းရှင်းပြခဲ့ပါသေးတယ်။နာမည်နဲ့အဖွဲ့ချုပ်ဆိုတာလေးပါပါလေ။ဒါကတော့ဘယ်ဘက်တောင်ဆုံးအခွက်ပါ။အဲဒါပြီးတော့ပြီဆိုလို့ရှိရင်တော့အလဲမှာကျွန်တော်တို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အမှတ်တရစိတ်ဖြစ်တဲ့အနီအောင်အခမ်းမှာကျဲပြူတစ်လုံးနဲ့ရွှေဝါရောင်ခွတ်တော်ကြီး ဟုတ်ဒီမှာလည်းသိရှိပါမယ်အဲ့ဒါပြီးတော့ရင်ကျွန်တော်တို့ကဒီမဲ့အစွန်ဆုံးအကွက်အဲ့ဒီမဲပေးတဲ့အချိန်မှာတော့ဒီဟာအလွတ်ပလာကြီးဖြစ်နေမှာပေါ့အဲ့ဒီနေရာမှာကျွန်တော်တို့ကဒစိတ်တုံးလေးကိုဒုံးဆိုပြီးတော့တစ်ချက်တည်းထုတ်လိုက်ရောပါဒီသူတွေကနေဘယ်တော့မဲပေးမဲပေးမဲပေးလိုက်တဲ့လူမှန်သမျှအကုန်လုံးလွတ်တော်လေးကိုရောက်တည်ထားအောင်85ရာခိုင်နှုန်းပဲရှိတယ်သူ့အလုံးလို့ဘယ်ကချလာမှမသိဘူးအစိတ်သားရှိပြီးသား ော် NLD ပါတီဟာအစိုးရဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းပြောင်းလဲဖို့ကြိုးစားနေတာတွေကိုတွေ့မြင်နေရသလိုအစဉ်ပြေတာရော မပြေတာရောညီလူမျှတူစက်တိုက်လှုပ်ဆောင်သွားမယ်ဆိုရင် အားလုံးစိတ်ချမ်းသာသွားမှာပါလို့ဆိုလာသူကမိမိဝင်းဖေပါသူကရောပြည်သူတွေကိုဘာတွေတိုက်တွန်းခဲ့သေးလဲ ဒီမိုကရေစီဖွဲ့ချုပ်အစိုးရဖြစ်ပြီးရင်နောက်ပိုင်းမှာဟိုပြောင်းလဲဖို့အတွက်စ조사နေတာကိုမမိတို့မြင်ပါတယ်ဟိုအစအစီအပြေတွေလည်းရှိအစီအပြေတွေလည်းရှိပါတယ်ဒါပေမဲ့မမိတို့အားလုံး ီတို့ညီညာနဲ့ဆက်ပြီးလုပ်ကြမယ်ဆိုလို့ရှိရင်အားလုံးတစ်ချိန်ချင်းကြားလို့ရှိရင်အားလုံးချင်းချင်းတတ်တာဖြစ်သွားကြမှာပါအစပိုင်းမှာတော့ခက်ခဲဟိုတချို့ရှိတာကိုလည်းမမီတို့အနေနဲ့နားလဲလဲပါတယ်မမီကပြည်သူပါပြည်သူကြောက်နေတယ်ပဲပြောတာပါနော်အဲ့တော့ဆက်လက်ပြီးတော့ဟိုဘုန်းဆရာအားလုံးပေါ့နော်ရန်ကုန်မြို့တွေမကအောင်အားလုံးမြို့ပြန့်တနင်္ဂနွေလုံးအတွက်အကျိုးရှိမဲ့ကိစ္စမှန်သမျှမမီတို့ဆက်လက်ပါဝင်ဆင်နွှဲမှာပါလိုင်းတာယာမြို့နယ်ရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးဝင်းမြင့်ရဲ့ဂတိပေးစကားသံတွေကတော့ ျွန်တော်တို့မျိုးသားဒီမိုဒီအဖွဲ့ချုပ်ကအတန်ရခဲ့လို့ရှိရင်ယနေ့လက်ရှိတော်ပြီးအစိုးရဖွဲ့ထားတာကမျိုးသားဒီမိုဒီအဖွဲ့ချုပ်ကအစိုးရဖွဲ့အများဆုံးဖွဲ့ယူထားတာပါအဲ့တော့ကျွန်တော်တို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တရားဥပဒေနဲ့အညီလွတ်တော်ထဲမှာလိုင်သာမျိုးနဲ့ပြည်သူတွေအတွက်ကျွန်တော်တို့ကဥပဒေပြည်ရေးကဏ္ဍမှာတင်ပြတောင်းဆိုပေးသွားမှာဖြစ်ပါတယ် ဘိုင်သာပြည်သူတွေရဲ့အခက်အခဲတွေပြည်သူအဆန်တွေကိုကျွန်တော်တို့နားထောင်မယ်ဒီပြည်သူတွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်ပါတီရဲ့မူဝါဒနဲ့အညီတိုင်းပြည်ရဲ့ပေါင်းရာကောင်းကျိုးအတွက်တော်တော်တွေမှာလိုင်သာပြည်သူတွေတင်ပြတောင်းဆိုပြီးတော့